ကျွန်တော်ရဲ့မိတ်ဆွေစနေသားသမီးများအားလုံးမင်္ဂလာပါနော်စနေသားသမီးများအတွက်ပတ်စဉ်တောက်ချန်နေညနေ6:00ဆိုရင်ကျွန်တော်တို့ပုံမှန်တင်ပြနေကြဖြစ်တဲ့ဒုက္ခကျေပွင့်တေရောနမိတ်ကိုတေရောကခုနှစ်ကချပြီးတော့ကံကြမ္မာဖတ်ကြားပြန်မှာဖြစ်ပါတယ်ဒီဟောသရံလေးကိုကျွန်တော်တို့ပတ်စဉ်ပုံမှန်တောက်ချန်နေညနေ6:00ဆိုရင်ပုံမှန်တင်ပြနေကြတိကျတဲ့တပတ်နှဘက်ကကျွန်တော်တို့မတင်ပြဘူးပေါ့နော်အတင်ပြတာလည်းကျွန်တော်တို့အကြောင်းနှစ်ခုရှိပါတယ် တကူကကျတော့ကျွန်တော်ရာသီအကူပြောင်းမှာစက်မာရီခြေနေလေးတွေကြောင်းလဲပါပါတယ်။နောက်တစ်ခုကတော့ကျွန်တော်တို့နေ့စဉ်နဲ့မြဒီတော်မင်္ဂလာချမ်းကိုရောက်ရှိလာကြတဲ့ကျွန်တော်ရဲ့မိတ်ဆွေတွေကြားပြလာတဲ့မိတ်ဆွေတွေကိုကျွန်တော်တို့ဒီဘက်ကနေပြီးတော့ထမ်းပြီးတော့ကိုကြီးဆောင်ရွက်ပေးရတဲ့တာဝန်တွေဝတရားတွေများပြားလာတဲ့အတွက်အချိန်မလုံလောက်တာတွေလည်းပါပါတယ်။အဲကြောင့်ကျွန်တော်ရိုက်ကူးရေးလေးတွေမလုပ်ဖြစ်ပဲနဲ့ဒါမတင်တက်တာပေါ့။ဒီတော့ကတော့စူးစမ်းပြီးတော့ရိုက်ကူးရေးလုပ်ပြီးတော့တင်လာပါ ဲ့တော့ကျွန်တော်စနေသားသမီးတွေအတွက်ကံကြမ္မာဖတ်ကြားပေးမှာဖြစ်ပါတယ်။စနေသားသမီးတွေအတွက်ကြလာတဲ့ကံကြမ္မာနမိတ်လေးတွေရှိရဲ့အဲ့ဒီနမိတ်ထဲမှာဆိုရင်တော့ခွပလာလေးလုံးစံနမိတ်လေးပေါ့နော်။ဒီနမိတ်ထဲမှာဆိုရင်တော့လူတယောက်ကဒီသစ်ပင်တစ်ပင်အောက်မှာထိုင်နေတာပေါ့။ထိုင်နေချိန်မှာရှေ့မှာသူကရွှေကလတ်သုံးလုံးကိုအစီအကြီးချတာလား။အဲ့မှာဒီတိမ်တိုင်တည်းကနေလက်တစ်ဘက်ကလည်းတွက်လာတယ်တွက်လာပြီးတော့ဆွေကလတ်တစ်လုံးကိုလာပေးတာအဲ့တော့အဲ့ဒီတိမ်ပင်အောင်မှာထိုင်နေတဲ့လူလင်က ရှေ့စိတ်ဝင်လာ ਉ ပေါ့ပြောရင်တော့စိတ်ဝင်လာ ਉ အဲ့လိုနမိတ်မျိုးပါပဲဒီနမိတ်ကဘာကိုညွှန်ပြတာလဲဆိုတော့မလို့ကျင်တာကောင်ရမယ်လို့ကံတမနမိတ်ဖြစ်ပါတယ်အဲ့တော့စနေသားသမီးတွေအလုတ်ကိုင်းနေတဲ့ပတ်သက်ရင်ကံသာတာကောင်းတယ်အလုတ်ကိုင်းနေနောက်တစ်ခုကအခွင့်အရေးတွေအခွင့်အလန်းတွေအဖက်ဘက်ကနေပြီးတော့ဝင်ရောက်လာတတ်တဲ့အချိန်ကာလဖြစ်တယ်ဒါအလုတ်နဲ့ပတ်သက်ရင်ကံသာတာကောင်းတယ်စီးပွားရေးလုပ်ငန်းဆောင်တာတွေနဲ့ပတ်သက်ပြီးတော့ကံသာတာကောင်းတယ် မမျော်လင့်မနဲ့အလုပ်တွေအခွင့်အရေးတွေအကွင့်အလမ်းတွေအဖက်ဘက်ကနေဝင်လာတတ်တယ်။ဒါပေမဲ့ပြဿနာလေးတွေလည်းနည်းနည်းရှိတယ်။အခက်အခဲတွေလည်းနည်းနည်းရှိတယ်။အဲ့ဒီအခက်အခဲကဘာလဲဆိုတော့ဒီလောက်ကောင်းမွန်တဲ့အလုပ်ကင်အခွင့်အရေးအကွင့်အလမ်းတွေကိုကိုယ်ကစိတ်မဝင်စားသလိုဖြစ်နေတာပေါ့။မလုပ်ချင်ဘူး။ဟောစိတ်မပါဘူး။အလုပ်တွေကိုလှည့်ဖို့မကြည့်ချင်ဘူး။တရားပေါ်ပတ်စံရမယ်ဆိုတော့လည်းတည်တယ်။တရားပေါ်ဒီလာလေးတွေကိုစူးစမ်းလိုက်မယ်ဆိုရင်နည်းနည်းတော့စူးစမ်းလိုက်တာနဲ့အောင်မြင်မယ်ဆိုတော့လည်းကိုယ်ကတည်တယ်။ ယုံလဲယုံကြည်တယ်ကိုယ်ကလည်းလုံနိုင်တဲ့အရေးချင်းတွေရေးတွေ့ရရတယ်အပြည့်အဝရှိတယ်ဒါပေမဲ့မလုံချင်တာစိတ်မဝင်စားဘူးလှဲ့မကြည့်တာအဲ့တော့ဘာဖြစ်လဲဆိုတော့ကိုယ်ရတဲ့ရတိုက်တဲ့အလုတ်အကိုင်းအကျိုးအမြတ်အခွင့်အရေးအခွင့်အလမ်းတွေဟာလက်လွတ်ပြီးတော့ဆုံးရှုံးသွားတာမျိုးတွေဖြစ်တတ်တယ်။အဲတော့စနေသားသမီးတွေကဒီကလောက်မှာစိတ်တွေလေနေတတ်တဲ့အချိန်ကလာမျိုးဖြစ်ပါတယ် ကျွန်တော်စနေသားသမီးတွေကိုကျွန်တော်အနေနဲ့အကြံဉာဏ်ပေးချင်တာကတော့ကိုယ့်ကိုယ်ကိုဖိုကတ်လုပ်ပေါ့လုပ်ဖို့ပါပဲနော်ကိုယ့်ကိုပြန်ပြီးတော့တက်မှတ်ပါကိုယ့်ကိုပြန်ပြီးတော့ဖိုကတ်လုပ်ပါပြန်ပြီးတော့အလုပ်တွေကိုအာရုံစူးစိုက်ပါဒီချိန်မှာကံအားလျော်စွာနဲ့အလုပ်ကိုင်ခွေးခွန်းတွေအများကြီးဝင်ရောက်လာနိုင်တဲ့အန်တမာမျိုးရှိပါတယ်။ဒါရာဓုတိုးတယ်လာတာတိုးတယ်နေရာကောင်းရတယ်။ခေါ်ရာဓုမတိုးစင်ဘူး။ဟုတ်မှန်ရဲ့ ကွာယာရုမလို့ခြင်းအောင်ယာရုမလို့ခြင်းမှာဦးဆုံးကယာရုတို့ပြေးလိုက်ပါကွာလာတာလည်းမတို့ခြင်းအောင်လာတာမတို့ခြင်းတော့မှနေရာလာတာတို့ပြေးတယ်နေရာကောင်းနေလေရတဲ့ဒါကြောင့်ဒီချိန်မှာစနေသားသမီးတွေလုံးရင်ကောင်းမလားမကောင်းလားလုံးတင်လားမလုံးတင်လားဆိုရင်ဇိုးလေးလုံးတင်တယ်နော်ဂျိုးလေးဂျိုးသားတင်တယ်အောင်မြင်မှုတွေလည်းညှော်လင့်မထားလောက်အောင်ကြားနိုင်ပါလားဒါဆိုငွေချင်းနဲ့ပတ်သက်တဲ့ကံစားတာမှကြတော့နည်းနည်းလေးအခက်အခဲဖြစ်တယ်ပေါ့နော်အဲ့ဒီအခက်အခဲကဘာလဲဆိုတော့စိတ်မောလူမောဖြစ်တာပေါ့ အတိတ်ကာလတုန်းကကျွန်တွေ့ခဲ့ရတဲ့ငွေကြေးအဖူးထစ်တွေငွေကြေးနဲ့ပတ်သက်တဲ့အခက်အခဲတွေကြောင့်ဒီကာလမှာငွေကြေးကိုအကြောင်းပြုစိတ်မောလူငောတွေ့ရတယ်။အဲဆွေမျိုးသားချင်းတွေနဲ့ပတ်သက်ပြီးတော့အနည်းငယ်စိတ်ညစ်ရတတ်ပါတယ်။သူမျိုးသားချင်းချင်းချင်းအဆင်မပြေမှုတွေကြုံရခဲ့တယ်။လူမှုရေးကန်တာတွေမှာကျတော့ကိုယ်နဲ့ကွဲကွာနေတဲ့မိဆွေတွေအပေါင်းအသင်းတွေတငယ်ချင်းတွေနဲ့ပြန်လဲပြီးတော့စုံစည်းရတတ်တယ်။ကျမကြီးကတော့ခြေတော်တွေပါရင်တတိထားရမယ်နော်ခြေတော်လေးတာလို့ ခြေတော်တွေတရွဆွဲတာလို့အကြောတွေဒုက္ခပေးတာတွေဖြစ်တတ်ပါလေ။နောက်ပြင်သာရေးနဲ့ပတ်သက်ပြီးတော့အတင်းတန်းတက်နေတဲ့ပြင်သာရေးကဏ္ဍမှာကျိုးသားတို့နေတဲ့ညီလေးညီမလေးကန္တာတာတော့ကောင်းပါလေ။အောင်မြင်မဲ့ကန္တာတာမျိုးရှိတယ်။နောက်စနေသားသမီးတွေရဲ့အခြေအနေနဲ့ပတ်သက်ရင်တော့ကျဲပွင့်လေးပွင့်တဲ့နမိတ်ပါပဲ။ကျဲပွင့်လေးပွင့်ဆိုတာအောင်မြင်မှုတွေကိုထွန်းထိုးတဲ့ကံကြမ္မာနမိတ်ပါ။ပြစုံပိုင်းအတိတ်နာကကာလာတို့မှမှကံကြမ္မာကောင်းခြင်းလို့အဓိပ္ပာယ်ရပါလား။ အဲ့တော့အခြေအနေပတ်သက်ရင်ကန်တာကောင်းတယ်အိမ်တော်ရေးနဲ့ပတ်သက်ရင်ကန်တာတာကောင်းတယ်ချစ်သူမရှိသေးတဲ့လူတွေချစ်သူရတတ်တယ်အိမ်တော်ပြဖို့စီစဉ်နေတဲ့သူတွေချွတ်တော်မမောအိမ်တော်ချရာတတ်တယ်ကန်ကြမ်းမနမိပါကြော်ဘဘကနေပြီးတော့ကန်စာတာကိုသုံးသပ်မှဆိုရင်တော်တော်လေးကောင်းနေလို့ပြောမှာဖြစ်ပါတယ်။အဲ့တော့စနေသားသမီးတွေအတွက်အကျိုးပေးတဲ့ကန်ကောင်းတဲ့အရောင်လေးတွေကတော့အဝါရောင်နဲ့အနက်ရောင်နဲ့ကောင်းပါနော်။အဝါလေးတွေအနက်ကလေးတွေကိုဝတ်ပါစောင်းပါ။အ အဲအကျိုးပေးတဲ့ lucky ဒဏ္ဍလေးတွေပေါ့အဲ့တော့၅ကဏ္ဍ၊၇ကဏ္ဍ၊၇ကဏ္ဍ၊၅ကဏ္ဍဖြစ်ပါတယ်အဲ့တော့ဒီချိန်မှာစနေသားသမီးတွေရဲ့ကံစားတာလေးတွေကောင်းအဖေဖက်ကနေအစဉ်ပြေအောင်အညံခိုက်၊ကင်းအောင်ဆိုရင်မြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးကိုပဒောင်းညော့ဆက်နှညော့နော်ပဒောင်းညော့ဆက်နှညော့အကလူကူတော်ပြီးတော့ဆုတောင်းပါကိုယ်မကောင်းတဲ့ကံစားတာအညံခိုက်လေးတွေပြပြပြီးတော့ ကောင်းကျိုးလိုရာဆန္ဒရရှိစေမှာဖြစ်ပါတယ်เนาะအဲ့တော့အဘမင်းတိန်ခါဤကြီးနဲ့ဗတော်ပြီးပေါ့ဆိုတော့ပဒီလေးတွေเนาะနော်ဝါစင်းကြီးအဆောင်လက်ပတ်လေးတွေဝါစင်းကြီးစမဖျောင်းနိုင်လေးတွေစည်းသားရောင်းမာလေးတွေဒူးကလေးတွေတခြားရသောအဆောင်ရရာပစ္စည်းလေးတွေလိုချင်တယ်ဆိုရင်ကျွန်တော်တို့ယူရိုမင်္ဂလာချန်ကိုဗုဒ္ဓဦးနေရာလွှဲပြီးတော့ဂျန်လေးနေရဲ့အချိန်ဒီမှာလာပြီးတော့ဝယ်လို့ရပါတယ်အဲ့တော့ယူရိုမင်္ဂလာချန်ကိုမလာရောက်နိုင်ဘူး ျွန်တော်အရာဝေးရသူတွေပဲဖြစ်ဖြစ် online ရနေပြီးတော့ delivery နဲ့မာဂျင်တဲ့သူတွေဆိုရင်လည်းကျွန်တော်ရဲ့ Viber number ကနေပြီးတော့ set တယ်ပြီးတော့မာယူနိုင်ပါတယ်။ဒါဟိုဒီ user မင်္ဂလာချမ်းမှာဆောင်းလင်းကာလာအိုးပိုင်းမှာတော့နည်းနည်းလေးအေးလာပါပြီပေါ့နော်။အဲ့တော့ AA ပိုင်းဒေသတွေမှာရှိတဲ့ကျွန်တော်ရဲ့မိတ်ဆွေတွေချမ်းမာရဲ့ key site ကြပါလို့အထူးတလည်းမှာကြလို့ပါပဲ။ နောက်ခုအားကျွန်တော်တို့မကြခင်မှာယူရောမင်္ဂလာဆန်ကစတင်မဲ့ meditation center စူပေါင်းပြီးတော့တရားထိုင်တဲ့နေရာစူပေါင်းပြီးတော့တရားထုတ်တဲ့နေရာလေးလည်းစတင်တော့မယ်ဆိုတဲ့အကြောင်းကိုတကင်ကောင်းလေးပါလိုက်ရပါတယ်။နောက်အခုလက်ရှိကျွန်တော်တို့ယူရောမင်္ဂလာချန်ကိုရောက်ရှိလာတဲ့သူတွေအားလုံးဟိုလေဒီအလုပ်ကလစ်တွေစပြီးတော့အလေးချိန်ဖြစ်အောင်ချိုးစားဆောင်ရွက်နေပါလိမ့်။အဲ့တော့ကျွန်တော်ရဲ့မိတ်ဆွေစနေသားသမီးပေါင်းကိုချမ်းမှာစိတ်ချမ်းသာလိုရာစံတပြေပါစေလို့ဆုတောင်းမြတ်တာ ပို့တာလိုက်ပါတယ်ဒီလကောမှာဆိုရင်လည်းကျွန်တော်တို့ယူတော်မင်္ဂလာချံကခုနှစ်ရက်သားသမီးများအတွက်အကျိုးများစေမဲ့ဒုက္ခကျေပွန့် daily ပေါ့နော်ယူတော်မင်္ဂလာအခဘေးဟော့စတန်လေးတွေလည်းဟွန်းပုံမှန်တိုင်းရိုက်ကူးပြီးတော့တင်ပေးဖို့အစီအစဉ်ရှိပါတယ်ဇင်းတို့လေးတစ်ခွန်းတော့ယူတော်မင်္ဂလာချံကိုပုံမှန်တိုင်းဗုဒ္ဓုံးလေးရလွှဲပြီးတော့ကျန်တဲ့ရက်တွေမှာပြည့်ရမရှိဖွင့်ပါတယ် ယူပမင်္ဂလာကျမ်းမှာပြုလုပ်တဲ့ယရိယာတွေအရဆိုရင်နော်ယရိယာကြီးမယူဘဲနဲ့မြင့်တာတက်တဲ့စေတနာတက်တဲ့နဲ့အကူအညီဆောင်ရွက်ပေးတဲ့ယရိယာမျိုးပဲဖြစ်ပါတယ်မိသူမတို့လို့လလလာပြီးတော့ယရိယာတွေပြုလုပ်နိုင်ပါတယ်နော်နောက်လာစဉ်လာတိုင်းဖွင့်လက်တဲ့ဘီလင်းသင်တန်းတွေကလည်း12လပိုင်း10ရက်နေ့ကနေ12လပိုင်း10ရက်နေ့အထိကျွန်တော်တို့သင်တန်းရှိပါတယ်အဲ့ဒီနောက်လည်းအားလုံးလာပြီးတော့တင်တဲ့တက်ရောက်နိုင်နေဆိုတဲ့အကြောင်းအားလုံးကိုကျွန်တော်အတိပေးတင်ပါတယ် နော်အကြောင်းပြောနေကျွန်တော်ယူရိုမင်္ဂလာချံကိုမလာရောက်နိုင်တဲ့လူတွေအတွက်ကတော့ကျွန်တော်တို့ Fiverr နေပြီးတော့ Cost Run လေးတွေမာယူနိုင်ပါတယ်။39692029ဆိုတဲ့ဖုန်းနံပါတ်အဲ39692 3959လုံး9ဆိုတဲ့ဖုန်းနံပါတ်ကနေပြီးတော့ဆက်သွယ်ပြီးတော့ Cost Run လေးတွေမာနိုင်ပါတယ်။